မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ဒီ Echo Laser F22 ပဲပေါ့နော်အခုဒီ laser engraving set လေးရဲ့ဒါ air band ပေါ့နော်ဒီ laser hand laser ဆက်နေတာတွေ့သုံးတဲ့ဒါ air sip function အတွက်သုံးရတယ်ဒါ air band Echo Laser F နော်ဒီ motor band လေးပေါ့နော်ဒါ air band လေးကိုဆက်နေဘယ်လိုမျိုးတွေ့သုံးရမလဲ connection ဘယ်လိုချိန်မလဲပြီးရင်သူ့ရဲ့ဒီ pneumatic pipe တွေပေါ့နော်ဒီ device တွေကိုဘယ်လိုမျိုး းထုံးမလဲဆိုတာလေးဒီမှာပြပေးမှာဖြစ်ပါတယ်အခုဒီပန်လေးနဲ့ပါလာမှာကကျွန်တော်ဘာလီပါမလဲဆိုရင်ဒီမှာပြပေးမယ်ဒီပန်နဲ့ပါမှာကကျွန်တော်ဒီမှာ၄ပိုက်တော့ဒီမှာအမဲလေးပေါ့နော်၄ပိုက်အမအဲဒီကအမအမနှစ်ချောင်းပါမယ်တော်လေးပိုက်အပြော့အပြော့ကတစ်ချောင်းလေးအမာလေးရတယ်နှစ်ချောင်းပါမယ်နော်အတူအမာနှစ်ချောင်းပါမယ် နှစ်ချောင်းရဲ့ပြင်ဒီမလေးပိုက် grounder အပြော့အပြော့ကြီးတစ်ချောင်းပါမယ်နော်ဒီကောင်းနဲ့နော်အပြော့တစ်ချောင်းပါမယ်၃ချောင်းပေါ့နော်ဒီပိုက်၃ချောင်းပါမယ်အမှဒီပိုက်အကြီးပေါ့နော်ဒီမှာအပြော့နော်ဒီကောင်းပါတဲ့အပြော့အပြော့ကြီးရဲ့ဒီတဘောပေါ့ဒီထိတ်ဖို့တော့ကျွန်တော်ဒီ laser pump sorry ဒီ air pump ပေါ့နော် air pump ရဲ့ဒီမှာ ray box ရှိမှာနော်ဒီထိတ်မှာငုတ်ရှိတယ်အဲဒီမှာတက်ပါမယ် ဟုတ်ပြီနော်ဒီမှာတက်လိုက်ပြီနော်အမ်ပြီးရင်ဒီမှာတပေါက်ရှိအောင်နော်ဒီဘက်ထိပ်ကဒီဘက်ကခဏထားမယ်ပြီးရင်ကျွန်တော်ဒီအမာလေးနှချောင်းပေါ့နော်ဒီအမာနှချောင်းကဘယ်မှာတက်မလဲပေါ့နော်ဒါလေးပြပြပါမယ်ဒီမှာတချောင်းယူလိုက်မယ်နော်ဒီတချောင်းအော်တချောင်းယူမယ်တချောင်းယူပြီးတော့ကျွန်တော်ဒီမှာဆက်ရဲကျွန်တော်လေစာကောင်းပေါ့နော်ဒီလေစာကောင်းမှာတော့တက်မယ်တချောင်းလေစာကောင်းရင်ကျွန်တော်ဒီဘက်ဘေးမှာရှိရနော်လေပေါက်ရှိမယ် အဲဒီပေါက်ထဲကိုထိုးလိုက်နော်ထိုးချလိုက်နော်ရပြီရပြီဆိုရင်ကျွန်တော်ဒီ pipe ကိုဒါဆက်မှာရှုပ်နေမှာဆိုတဲ့အတွက်နောက်မှာသူ့ရဲ့ဒီ cable clip ပေါ့နော် cable clip ရှိပြီနော်ဒီဒီ frame ရဲ့နောက်တန်းမှာ cable clip ရှိပြီအဲ့ဒါကိုထည့်မယ်ပြီးရင်ဒါက cable clip ကနောက်မှာနော်အဲ့ဒီကနေဝင်မယ်ပြီးရင်ဒီဘက်မှာရှိရနော်ဒီ AA zip ဒီ base motor လည်းရှိမယ်ဒီ off မှာဒီဘက်မှာရှိရအပြာလေး အပြာပေါင်လေးပေါ့နော်ဒီကောင်သေးဒါလေးပိုက်ထိုးမှတ်ပေါ့ဒီပချမ်းဒီပေါ့မှာထိုးမယ်ပြီးခုနကကျွန်တော်နောက်တစ်ချိုးပေါ့နော်ဒီပိုက်နောက်ပိုက်တစ်ချောင်းနောက်ပိုက်တစ်ချောင်းဒီဘေးကအပေါ့ပေါ့နော်ဘေးပါရှိတယ်အပြာလေးရှိမယ်အဲဒီပေါ့လေးမှာထိုးပါမယ်ဒါဆိုရင်ခဏဒီအတူလေးနဲ့ချောင်းပေါ့နော်အမာလေးနဲ့ချောင်းကတချို့ကကျွန်တော်ဒီ ဘေးရပေါ့နော်ဒီ shape ပေါ့နော်ဒီကနေဒီ laser ဟုတ်ကိုသွားမယ်နော်ဒီ laser ဟာမှာနော်ထိုးတာတကြောင်းအဲပြီးရင်ဒီဘေးရကြိုကခုနကကျွန်တော်ဒီ air band တွေပေါ့နော် air band တွေထိုးထားတဲ့ pipe ခေါင်းရှိမယ်နော်ခုနကကျွန်တော်ဘေးရထိုးတဲ့ကြိုကဒီ air band ပေါ့နော်ဒီ air band နဲ့လာတဲ့ဒီ pipe pipe ပြော့ပေါ့နော်ဒီ pipe ပြော့ရဲ့ခေါင်းနဲ့သွားပြီးတော့ဆက်ပါမယ် မ်းကျွန်တော်ဒီမှာဒီဒီကြိုးဒီတော့ခုနကကျွန်တော်ဘေးရနေထိုးတဲ့ကြိုးပေါ့နော်ဒီနှစ်ခုဆက်မယ်ခေါ်ပြရစင်ကျွန်တော်ဒီမှာဒါဆိုရင်ဒီကောင်ဒီတာ event နေလာတဲ့ကြိုး event လာတဲ့ကြိုးကကျွန်တော်ဒီမှာဒီကြိုးနော်ဒီ byte အဲဒီ byte ဒီ byte ဒီနေရာမှာဒါ byte အမာလေးဖြစ်သွားပြီဒီဘေးကိုလာထိုးမယ်ပင်ပရမတ်ကြိုးကဒီမှာနော်ဒီ byte တစ်ခုကဒီမှာအဲသူကဒီကောင် laser hack ကိုတော့တယ်နော်ဒီမှာဒါဒီဒါ event ရဲ့ ဒါပိုက်တက်တဲ့အပိုင်းလေးပေါ့နော်အဲပြီးရင်နောက်တစ်ခုကဒီ app မှာပါပါကဒီကြိုးချောင်းရှိအောင်မယ်ဒီကောင်းတော့သူ့ရဲ့ဒီ power supply ကြိုးပေါ့နော်ဒီ power supply ကြိုးမှာဒီမှာဆိုရင်ဒီ volume controller ရှိမယ်ဒါ air volume controller ပေါ့နော်ဒီ plus minus ရှိမယ်နောက်ဒီကောင်းလေးရှိမယ်နော်ဒီမှာ set လေးတစ်ခါလဲပါတယ်အဲပြီးရင်သူ့ရဲ့ကြိုးထိပ်မှာဒီ i o port ပေါ့နော် i o ကောင်းလေးရှိမယ်နောက်ဒီပုံစံလေးပေါ့နော် i o ကောင်းလေးရဲ့ကျွန်တော်ဒီမှာတစ်ဖက်ကအပြားပေါ့နော်များလေးပါတယ် ီဘက်ဒီဒါအပြားတစ်ဖက်ကအလုံးအဲ့ဒါကလည်းမှတော့ထုံးလဲဆိုရင်အဲကျော်ဒီမှာရှိတဲ့ဒီ control controller ရဲ့ဒီအပေါက်တွေနော်ဒီမှာရှိတဲ့ control ကတ်နေရာအဲကျော်ဒီအောက်မှာအလယ်မှာရှိတဲ့ wire ပေါက်ကြီးရှိနော်ဒီမှာ IO ပေါ့နော် IO ပေါ့မှာတော့ထုံးမယ်အဲထိုးရက်ကမှဒီအပြားများဒီဒီရှေ့ပေါ့နော်ဒီကိုလူမိမိဘက်မဟုတ်ဘူးเนาะကျွန်တော်ဆက်ရဲ့နောက်နောက်ကျောဘက်ပေါ့เนาะဒီဘက်ကိုထားမယ် ဒီမှာပေါက်မှာ ਨੇ ဒီအမအရာလေးပါပါတယ်နော်အပေါ်မှာဒီအပေါက်အလုံးလေးနော်အပူလေးတစ်ခုရှိမယ်ကျွန်တော်ဒီမှာထိုးမယ်ဒီအပြားများသည်ဒီဒီဘက်မှာရှိမယ်အလုံးဒီကျွန်တော်ဒီမိမိဘက်ဒီဘက်ဆန်းနေတာအလုံးဒီနောက်ဒီတာအပြားအဲ့မှာတော့ပြီးတော့တက်ပါမယ်ဟောဒီဒီမှာကြိုးထိုးလိုက်ပြီပြီးရင်ကျွန်တော်ဒီမှာတလက်ဆတယ်ဒီကွန်ထိုး ေါ့တွေမှာပေါ့နော်ဒီ controller ရဲ့အပေါက်တွေမှာဘာရထုတ်မလဲဆိုရင်ဒီအပေါ်မှာတော့ကျွန်တော်ဒီမှာ USB ကြိုးပေါ့နော်အဲ USB type C ပေါ့ type C ကသူကဘာဘယ်လိုသွားမလဲဆိုရင်ဒီ type C ကြိုးပြီးဒီ computer နဲ့ဒါချိတ်တဲ့ကြိုးပေါ့နော်ဒီ computer နဲ့ချိတ်တဲ့ကြိုးကျွန်တော်မှာ type c type c ကြိုးเนาะ type c ကြိုးဒီကွန်ပျူတာရဲ့ USB ပေါ်သွားပြီးတော့ထိုးပါမယ်။ ်အပေါ်မှာဒါတိုက်စီဒါကကျွန်တော်ဒီ data ကျိုးပေါ့နော် data ကျိုးတိုက်စီကျိုးအလဲကကျွန်တော်ဒီ app ဘန်အတွက်အလဲကဒါ app ဘန်ပြီးသူ့အောက်မှာကျွန်တော်ထုတ်လိုက်မယ်နော်ဒီအောက်မှာဒီကျိုးရှိမယ်အောက်ကကျိုးကဒါ power supply ကျိုးဒီဆက်မှာပါတဲ့အဒက်ပရာပေါ့နော်ဒီ24ဘတ်အဒက်ပရာနဲ့ဒီ platform မှာထိုးရမယ်ကျိုးနော်အပေါ်၃ပေါက်ပဲပေါ့နော်ဒီမှာထိုးရမှာဒီအပေါ်ဆုံးကတိုက်စီ data ကျိုးအလဲကကျွန်တော်ဒီ app ဘန်ကျိုး ပေါ်ဆုံးကတော့ power supply ကျိုးနော်ဆက်တခုလုံးပြ power supply ဒီဘောင်းတော့လေဒီ220ပို့နော်ဒီ platform မှန်းသွားပြီးတော့ထိုးအောင်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ RAM မှာတခုရှိတာကမကျွန်တော်ဒီ assembly စက်ကိုလာ installation ပေါ့နော်ဆင်းတဲ့ချိန်မှာဒီနေ့မှာဒီကြိုးလေးတွေပေါ့နော်ဒါ limit switch ကြိုးလေးတွေနှစ်ကြိုးရှိနေမယ်နော်ဒါဆင်းတဲ့ချိန်မှာလားလေးတွေ့နေမယ်ဒီ why why is it limit ရယ် why is it limit ရယ်ပြီးရင်ဒီဘက်မှာ ဒါအဲ့ဒီစက် limit တစ်ခုရှိမယ်ဒါ limit စက်ကြိုးလေးတစ်ခုရှိမယ်နော်အဖြူရဲ့အနက်ရဲ့ပေါ့နော်ဒါဘယ်ကျိုးကဘယ်မှာထိုးရမလဲဆိုရအဲ့လိုမျိုးဝေဘောကဖြစ်နေဆိုရင်ဒါဘယ်ဟာထိုးထိုးရပါလဲတူတူပဲအဲ့နှစ်ခုလုံးဒီ limit နဲ့မှာ homotension ရောက်တာဖြစ်တဲ့အတွက်ဒီကျိုးနှစ်ခုကနော်ဒီဒီ control ဒီနေရာမှာဆိုလဲငုံနှစ်ခုထွက်နေလိမ့်မယ်အစကျွန်တော်တို့မတက်ခင်မှာလွန်လို့ဖြစ်နေလိမ့်မယ်နော် နော်ဒါ limit စကြိုးတွေဒီမှာလည်းငှုပ်လေးနှစ်ခုရှိမယ်ပြီးတော့ဘယ်ငုံနဲ့ဘယ်ဘယ်ဟာလဲဘယ်ဟာနဲ့ထိုးရမလဲဆိုတော့အဲ့လိုမျိုးဖြစ်နေတယ်နော်နှစ်ခုလုံးကြက်တန်းနဲ့ထိုးလို့ရတယ်အတူတူပဲနော်ဒါဆိုလည်းဒီကောင်ဒီဒါ why is it limit အန်ဒီဘက်ကတကြိုးဒီဒါ a is it limit အဖြူရဲ့အနက်ရဲ့ပေါ့နော်နှစ်ခုရှိတယ်ဒီကောင်းကအဖို့ကောင်းတော့ဒါအဖြူလေးကြီးပဲနော်ငုတ်တွေမှာတော့ဒါအမငုတ်မှာတော့အနက်ရဲ့အဖြူရဲ့နှစ်ခုပါတယ် ဟုတ်ပြီအဲ့နေရာလေးပါပဲเนาะတခြားဟာတော့ကျွန်တော်ဒီ assembly ဟောပေါ့เนาะကျွန်တော်ဒီ manual ကိုကြည့်ပြီးဆိုင်လိုက်ရတယ်เนาะဘာမှမခက်ဘူးเนาะဒီထဲမှာဒီ cable လေးတွေပေါ့เนาะဒီ wire ထဲမှာ cable လေးတွေရှိမယ်အဲ့နေရာပါပဲเนาะတခြားဒီ wire တွေလိုက်เสียအများကြီးမရှိပါဘူးခုနဒီနေရာမှာ control နေရာမှာလည်းတွေ့ရမှာ၃ဂျိုးတည်းရှိเนาะအပေါ်မှာဒီ data cable အတွက်ဒါတိုက်စီဂျိုးရှိမယ်အလဲမှာ airband အတွက် ဒီ IO ပေါ့ဂျိုးတစ်ချောင်းရှိမယ်အောက်ကတော့ဒီ power supply ဂျိုးရှိအသုံးဂျိုးပဲရှိပါတယ်ဟုတ်ပြီဒါကတော့ဒီဆက်ရတာ app ဒါတက်တက်ဘိုင်းနဲ့ဒါ wire ရင်းပေါ့နော်ဒါ installation ပဲဂျိုးတွေဘယ်လိုချက်ရမလဲဆိုတာတွေကိုဒါပြောပြရဖြစ်ပါတယ်ဒီအခုဒီကတော့ကျွန်တော်ဒီ site လေးကိုဆန်းဖို့အတွက်ဒီယာယီပေါ့နော်ခဏစဉ်းစားမှုလို့ဟိုတကယ်တမ်းနောက်ကိုစီမှာဆင်မယ်ဆိုရင်တော့ဒီ day byte တွေပေါ့နော် day byte တွေပြီးရင်ဒီ wire တွေကတော့အကုန်လုံးနောက်မှာဒီ credit တွေရှိတယ်နော်ဒီ cable credit တွေရှိမယ် ဒီကြားထဲမှာအကုန်လုံးထိုးပြီဆိုဒါဆင်လို့ဆင်းလိုက်ပါမယ်နော်အဲ့ဒါမှဒီဆက်ကတက်တက်ရဲ့ဒီဖြစ်သွားတာအခုဒီမှာတော့ဒါအပြင်မှာရှုပ်သွားတယ်နော်အဲဒီလိုမျိုးကြီးတော့မကောင်းကြည့်လို့မကောင်းဘူးနော်အဲ့တော့နောက်မှာဒီအောက်မှာဆိုတော့အထက်မှာဒီ cable clip တွေရှင်နော်ဒီထဲမှာရောပြီးဆိုတာ air ဒေးပိုက်တွေထိုးလို့ရပါတယ်